ကဲအားလုံးပဲမင်္ဂလာပါဗျပရီးမီးယားလိပွဲစဉ်ကိုကစားပြီးချိန်အထိပရီးမီးယားလိမှာအထင်ကြီးလို့ဆရာခြေစွမ်းပြပနိုင်တဲ့ကစားသမားတွေအတော်များများရှိခဲ့ပါတယ်မန်ယူမှာဆို MU မို့လီဗာပူးရဲ့ EKTG Chelsea ရဲ့ Jao Pedro အဆရှိတဲ့ကစားသမားတွေခြေစွမ်းပြနေတာကိုလူတွေကပို့ပြီးတော့မြင်ကြပါတယ်ဒီဟာဒီပရီးမီးယားလိမှာအကောင်းဆုံးဆွမ်းဆောင်ပြနေတဲ့ကစားသမား၅ဦးကိုပြောပြချင်ပါတယ်ပထမကစားသမားကတော့ဆန်နာလိုင်းရဲ့နောက်ခံလူ Nordi Mukili ပါဒီဟာဒီမှာလီဗာကူစင်ကနေ၉ဒသမ၅သန်းအဲ့တော့ ဒါသမားငါးသန်းနဲ့ရောက်ရှိလာခဲ့တဲ့ပြင်သစ်သားဆန္ဒနောက်တန်းမှာသူ့လိုပဲဆန္ဒလိုင်းရဲ့ကစားသမားအသစ်အယ်ဒီရီဒီနဲ့အကောင်လုံးတစ်ဖက်ကစားနိုင်ခဲ့ပြီးပွဲတင်တိုင်းမှာအကောင်လုံးခြေစွမ်းကိုပြတ်သားလို့နေပါတယ်။ရှိပရီးမီးယားလိတန်းစီဇာရဲ့အစလီနေရာမှာယက်တည်နေတဲ့ဆန္ဒလိုင်းတို့ဟာအာဆင်နယ်ရဲ့နောက်ပေကိုအနည်းဆုံးအသင်းဖြစ်ခုနှစ်ဂိုးပေးထားရပါတယ်။ဆန္ဒလိုင်းနီးတူပေကိုခုနှစ်ဂိုးပေးထားရတဲ့အသင်းတွေကမန်စီးတီးနဲ့စပါရိုဖြစ်ပါတယ်။လက်ရှိပွဲစဉ်ကိုပြီးတဲ့အချိန်ထိတန်းစီဇာရဲ့ထိပ်သားမှာရှိနေနိုင်တဲ့ တန်တက်စန္ဒာလိုင်းရဲ့ဆွမ်းဆောင်ရည်ကတော့အထင်ကြီးစရာပါပဲနောက်တစ်ယောက်ကတော့အာဆင်နယ်ရဲ့ဇူဘီမန်ဒီပါရီယယ်ဆိုစီတက်ကနေအာဆင်နယ်စီကိုပေါင်တန်း60နဲ့ပြောင်းရွှေ့လာတဲ့စပိန်သားဒီအစည်းမှာအာဆင်နယ်အတွက်ပွဲတိုင်းနီးပါးပါဝင်ကစားထားပြီးနှစ်ဂိုးသွင်းယူလို့ပေးထားပါတယ်အာဆင်နယ်ကွင်းလက်ကိုအတန်တိတ်ထိန်းချောင်းနေတဲ့ဇူဘီမန်ဒီအနေနဲ့ထိုက်တန်နဲ့ချီးကျူးမှုတော့မရရှိသေးပါဘူးနောက်ကစားသမားတစ်ယောက်ကတော့ဘုံမောင်းရဲ့စီမီညိုပါပရီးမီးယားလိ၉ပွဲကစားပြီး 69တွင်39ဖန်နေလာခဲ့တဲ့စီမင်ညိုကလက်ရှိမှာတော့ထိတ်တန်းအဆင့်ကျွေးစံကိုပိုင်ဆိုင်သားလို့သူ့အတင်ပုံမောက်ကိုလည်းတန်းစီစရာရဲ့အဆင့်နေရာကိုပို့ဆောင်လို့ပေးထားနိုင်ပါတယ်။စီမင်ညိုကပြီးခဲ့တဲ့ရာသီတွေကခြေစွမ်းပြနေတဲ့ကစားသမားလည်းဖြစ်ပါတယ်။နောက်ထပ်ကစားသမားတစ်ယောက်ကတော့ Crystal Palace ရဲ့ကွင်းလယ်ကစားသမားဒါအီချီကာမာရာပါ။ပြီးခဲ့တဲ့ရာသီကအီတလီကလပ်လာဇီယိုကနေပြောင်းရွှေ့လာခဲ့တဲ့ဂျပန်ကစားသမားဟာပြီးခဲ့တဲ့ရာသီမှာလည်းအကောင်းဆုံးပုံစံမှာရှိနေခဲ့ပြီးဒီရာသီမှာတော့ SC မရှိတော့တဲ့ကွင်းလယ်ကိုအကောင်းဆုံးထိန်းချောင်းနေသူလည်းဖြစ်ပါတယ်။ ဒီအားဖြင့်လီဗာပူးနဲ့ကစားတဲ့ပွဲစဉ်တပွဲတည်းသာပုံမှန်ချေဆွဲမရခဲ့တဲ့ကာမရာဟာမနေ့ကကစားခဲ့တဲ့အာဆင်နယ်ရဲ့ပွဲစဉ်မှာလည်းဆက်ဆောင်ရင်ကောင်းနေပြသနိုင်ခဲ့ပါတယ်နောက်ဆုံးတယောက်ကတော့ Man City တို့ရဲ့ဂိုးသင်းဆက်ယုတ်ကြီး Haaland ပါ။ Haaland နဲ့ပတ်သက်ရင်လူတွေကဒီကောင်ကြီးကဂိုးတွေသွင်းမှာပေါ့။ Man City ရဲ့ကွင်းလှည့်ကလည်းဖန်တီးနိုင်စွမ်းအားကောင်းလာကိုလို့ပြောကြပါရတယ်။ဒါပေမဲ့ဒီအားဒီကွင်းလှည့်ဖန်တီးရှင် De Bruyne မရှိပေမဲ့ ဟာလန်ရဲ့စွမ်းဆောင်ရည်ကမကျသွားတဲ့အပြင်ပိုလိုတော်ကောင်းလာပါသေးတယ်။ဟာလန်အနေနဲ့မနေ့ကဗီလာနဲ့ပွဲမတိုင်ခင်အထိ၈ပွဲကစားပြီး၁၁ဂိုးသွင်းယူကတကိုးဖန်နီးပေးထားနိုင်ခဲ့ပါတယ်။ဒီဟာဒီပြိုင်ပွဲဆုံး16ပွဲမှာ18ဂိုးသွင်းပြီး2ဂိုးဖန်နီးပေးထားနိုင်ခဲ့တဲ့ဟာလန်ရဲ့စွမ်းဆောင်ရည်ကတော့ဥရောပအကောင်အထည်လိ၅ခုထဲမှာလည်းအကောင်အထည်ဆောင်ရည်ပဲဖြစ်ပါတယ်။ပွဲစဉ်ကိုကစားပြီးတဲ့အချိန်အထိမိတ်ဆွေတို့ရဲ့အကျဉ်းဆုံးကစားသမားတွေရှိရင်လည်းပြပြခဲ့ပါဦး။